Google free ရတဲ့ tool တွေဖြစ်တဲ့ Gemini, Google Sheet, Google Form တွေကိုအသုံးပြုပြီးသွားတော့မှကျွန်တော်မိတ်ဆွေတယောက်ကိုရောင်းထားတဲ့ဖုန်းနဲ့ကြည့်လို့ရတဲ့ dashboard တစ်ခုအကြောင်းပဲဖြစ်ပါကိုယ်တိုင်ဘာမှဝင်လို့ဆရာမလိုပဲတဲ့ကို့ဖုန်းတိုင်တစ်ခုလုံးရဲ့အယောင်စရင်ပစ္စည်းလက်ကျန်စရင်အမြင်စရင်အကုန်လုံးကိုအချိန်နဲ့တပြေးညီ auto သိရှိစေနိုင်ဖို့အတွက် dashboard တစ်ခုကိုကျွန်တော်ဘလို့ဖန်တီးတိဆောက်ခဲ့လဲဆိုတာကိုပြောပြပေးရတာပဲဖြစ်ပါတယ် video ရဲ့ description မှာလည်း ကိုခဲဖောင်လင့်ကိုကိုခဲရှိလင့်ကိုကိုချပေးရတာဖြစ်လို့မိတ်ဆွေကိုတိုင်းဝင်ရောက်ကြည့်ပြီးသွားတော့မှလိုက်ပါတီဆောင်နိုင်တာပဲဖြစ်တဲ့အတွက်ကြောင့်မို့လို့ဇားလိုက်ကြရအောင်ပထမဆုံးနံပါတ်1တစ်ချက်ကတော့စရင်သွင်းခြင်းဒုတိယတစ်ချက်ကတော့စရင်တွေကိုခွဲထုတ်ခြင်းနောက်တစ်ခုကကျတော့ store တွေကိုတွက်ချက်ခြင်းနဲ့နောက်ဆုံးမှာ dashboard တိဆောက်ခြင်းဆိုတဲ့အဆင့်၄ဆင့်ကိုတစ်ချက်လုပ်သွားမှာပဲဖြစ်ပါတယ် data သွင်းဖို့အတွက်ကိုကျွန်တော်တို့ Google ရဲ့ free ရတဲ့ tool တစ်ခုဖြစ်တဲ့ ကိုကဲဖောင်နဲ့ပဲတွင်းတယ်ကိုကဲဖောင်တစ်ခုလေးနဲ့ပဲအယောင်ရောအဝယ်ရောတွင်းကျင်နေဆိုတော့ဒီ data entry form တစ်ခုကျွန်တော်စောက်လိုက်တယ်အရာဝအဝယ်ကဖောင်တခုလေးနဲ့ပဲတွင်းလို့ရအောင်လုပ်ပေးလိုက်တယ်။ကိုကဲဖောင်ကရလာတဲ့ data တွေအကုန်လုံးကိုကဲရှိကိုလှမ်းချပြီးတော့တွင်းလိုက်တယ်ပေါ့နော်။ကျွန်တော်ရှေ့ကဗီဒီယိုမှာလည်းတခါလေးလုပ်ပြပေးပြီးသွားပါပြီ။နောက်နှစ်ချက်ကကြတော့ဒီအရာဝယ်စရင်ကကျွန်တော်ကဖိုင်တခုလေးနဲ့ပဲဝင်လာတာ၊ folder တခုလေးနဲ့ပဲဝင်လာတာဖြစ်တဲ့အတွက်ကြောင့်မို့လို့ကျွန်တော်နှစ်ချက်ခွဲထုတ်လိုက်တဲ့ filter နဲ့ပြန်ပြီးတော့အသုံးပြုတဲ့နောက်ဒီတိုင်းမဲ့ save transaction တွေအကုန်လုံးကိုလည်း Twitter နဲ့ပဲပြန်ပြီးတော့ခွဲထုတ်ထားတယ်။တခြား formula လေးတွေတော့ရှိသေးတာပေါ့နော်။နံပါတ်3တစ်ချက်ကကြတော့ကျွန်တော်တို့ကဒီ store ledger ကိုတွက်ချက်တဲ့အခါမှာတော့ကျွန်တော်တို့ဘာသာကျွန်တော်တို့သူ့မှာရှိတဲ့ phone ရဲ့ model တွေ၊ phone brand တွေ၊ phone အကြောင်းတွေနဲ့ပတ်သက်ပြီးတော့မှ code တစ်ခုတိစောက်လိုက်တယ်။အဲဒီ code တစ်ခုတိစောက်ပြီးတော့မှရလာတဲ့ code ပေါ်မူတည်ပြီးတော့မှတွက်ချက်တမှုတွေကိုပြန်သွားလောက်ထားတာပဲဖြစ်ပါတယ်။နံပါတ်4တစ်ချက်ကတော့သူ့ကို dashboard တစ်ခါလေးလုပ်ပေးထားလိုက်တယ်။အဲဒီ dashboard မှာသူကြည့်ပြီးဆိုတာနဲ့တင်သူ phone နဲ့ပဲကြည့်လို့အဆင်ပြေအောင်လဲကျွန်တော်လုပ်ပေးထားလိုက်တယ်။ ဲ့ဒီ dashboard မှာသူကြည့်လိုက်တာနဲ့တင် data အချက်အလက်အကုန်လုံးကိုတခါလေသူတမ်းမြင်လေရတယ်သူလိုချင်တဲ့အချက်လက်ပေါ့နော်အခုလက်ရှိတော့သူဒီအချက်လက်ပဲလိုချင်တာဖြစ်တဲ့အတွက်ကြောင့်မလို့တော့ကျွန်တော်အဲ့ဒီတစ်ချက်ကိုပဲဆက်ပို့ပေးထားတယ်နောက်ပိုင်းတော့ဂျန်တဲ့အချက်တွေကိုကျွန်တော်တို့သူလိုချင်တဲ့အချက်ပေါ်မူတည်ပြီးတော့မှ calculation တွေအကုန်လုံးကိုတွက်ချက်ပေးသွားမှာပဲဖြစ်ပါတယ်နောက်တစ်ပိုင်းအနေနဲ့ကတော့ဘယ် brand ကအကြောင်းအရာဆုံးဆိုတာသူလိုချင်တယ်တဲ့ ါဆိုတော့ကျွန်တော်တို့အယောင်ရဆုံး brand model တွေကိုလည်းကျွန်တော်တို့ dashboard တစ်ခုတိစောက်ထားပေးလိုက်တယ်။နောက်တစ်ပိုင်းအနေနဲ့ကတော့သူ့အနေနဲ့ဒီ model တွေသူ့စီမှာ brand တွေမှာ buy brand တွေကဘယ်လောက်ကျန်သေးလဲဆိုတဲ့ပုံစံမျိုးအနေနဲ့ brand channel ပိုင်းလေးတွေကိုလည်းကျွန်တော်လုပ်ပေးလိုက်တယ်။ Google Form data အတွင်းနဲ့ပိုင်းကိုတစ်ချက်သွားကြည့်မယ်။ Google Form create တစ်ခုလုပ်ထားခဲ့လိုက်တယ်ပေါ့နော်။ channel အတွက် video လုပ်တာဖြစ်တဲ့အတွက်ကြောင့်မလို့တော့ကျွန်တော် channel logo လေးပဲထည့်ထားတယ်။ဟိုဘက်မှာတော့သူ့ရဲ့ဖုန်းဆိုင်လေးတွေနဲ့ထည့်ထားတာပေါ့နော်။ အဲ့ဒီဘက်မှာတော့အယောင်နဲ့အဝဲတစ်ခါလေးလောက်ထားပြီးတယ်။ဥမာအယောင်ဆိုလို့ရှိရင်တော့အယောင် transition တိုင်းသွားလိမ့်မယ်။အဝဲဆိုရင်လည်းအဝဲတစ်ခါလေးရေးပြလိုက်ရုံပဲ။နောက်တစ်ခါကျတော့ဖောက်တဲ့အမီပေါ့နော်။အကေအယောင်ဆိုလို့ရှိရင်တော့ဖောက်တဲ့ဖြစ်မယ်။အဝဲဆိုလို့ရှိရင်တော့ကိုယ့်စီကိုဖုံးလိုက်ရောင်းတဲ့လူရဲ့နာမည်ဖြစ်မယ်။ဆက်သွယ်ရန်ဖုန်းပေါ့။ဒါဖုန်းနံပါတ်ဝယ်တာပဲဖြစ်ဖြစ်ရောင်းတာပဲဖြစ်ဖြစ်ကျွန်တော်တို့ဖုန်းလို့နောက်တစ်ခါကဖုန်းမျိုးစားကတော့ဘယ်ဖုန်းမျိုးစားလဲဆိုတာကိုဆက်လက်မှတ်ပြီးပေးလို့ရတယ်။မော်တယ်ဘယ်မော်တယ်လဲ။စတိုရီဘယ်လောက်လဲ။ဖုန်းရဲ့အခြေအနေဥမာ ကောင်းတာလားတိတ်မကောင်းတာလားဗောနောပုံရဲ့ကာလာပုံကိုကိုလာရောက်တာပဲဖြစ်ဖြစ်ကိုစီရပွဲသွားတာပဲဖြစ်ဖြစ်ဒါပါဝင်တဲ့ပစ္စည်းတွေဗောနော box တွေအာတွင်ကြိုးတွေအာတွင်ကောင်းတွေဒါတွေအကုန်လုံးလည်းထည့်ပေးထားတာပဲဖြစ်တဲ့အရေးအတွက်တစ်လုံးဝယ်တာလားနှစ်လုံးဝယ်တာလားဈေးနှုန်း ဘလောက်ဈေးနှုန်းနဲ့ရောင်းတာလဲဒါမှမဟုတ်ကိုယ်ဝယ်လဲဆိုဘလောက်ဈေးနှုန်းနဲ့ဝယ်လဲပေါ့နော်အမှတ်ချက်ကတော့ကိုယ်အနေနဲ့အမှတ်ချက်ထည့်တဲ့ပိုင်းလေးပဲဖြစ်ပါပြန်ဒီဖောင်ကိုကျွန်တော်တို့တစ်ချက်သွားပြီးတော့ဖြည့်ကြည့်ပေးကြရအောင်အဲဒါကျွန်တော်ဖုန်းနဲ့တစ်ချက်ဖြည့်ပြပေး तू ကတော့ဖုန်းနဲ့ပဲတုံးမှဖြစ်တဲ့အတွက်ကြောင့်ဖုန်းနဲ့တစ်ချက်ဖြည့်အဲ तू ကလင်းလေးကိုတစ်ချက်ဘိုင်ဘာထဲမှာပဲထားထားပေးတယ်ပေါ့နော်ဒီမှာဆိုလို့ရှင်တော့ तू ဘိုင်ဘာလင်းလေးရှိမယ်ဟောဘိုင်ဘာပဲဖြစ်ဖြစ် Facebook ကပဲဖြစ်ဖြစ် तू ပေးထားလိုက်လို့ရတယ် तू စီမှာရှိတဲ့အယောင်ဝန်ထမ်းတွေကဒီ link ကနေဝင်ဖြည့်လိုက်ရအောင်ဖုန်းနဲ့ပဲတစ်ခါတည်းဖြည့်လို့ရအယောင် အယောင်ဝယ်တဲ့သူကကြတော့ကိုကိုဆက်သွယ်ရဖုန်းနံပါတ်ကတော့ဘလာဘလာဘလာအပယ် iPhone စမ်းတာပေါ့နော်ပြီးရင် submit ပေးလိုက် submit အယောင်စကင်းကိုထည့်လိုက်ပြီးဆိုတာနဲ့ဒီ Google ပေါင်မှာတခါလဲလာပြီးတော့အယောင်စီးရင်ပေါ်တယ်ပေါ့နော်ဒါမှကျွန်တော်တို့နောက်ဆုံးထည့်လိုက်တာကိုကိုနဲ့ထည့်လိုက်တာအာနံပါတ်ဖုန်းနေနဲ့ဒီဘက်မှာ RC2022 ဆိုပြီးတော့ဒါမှဝင်သွားတယ်ပေါ့နော်ဒီဘက်မှာအယောင်စီးရင် transaction ဒီမှာတခုလာဝင်တယ်ဒီမှာ test အနေနဲ့ကျွန်တော်စမ်းပြထားတယ်တက်ရီမတ်ချက်ကအားသိန်းနဲ့၃000နဲ့ရောက် ဒီမှာအယောင်စင်း transition ကိုကျွန်တော်တို့ကကိုကဲဖောင်နဲ့ထည့်လိုက်ပြီးဆိုတာနဲ့ဒီကိုကဲရှိမှတခါလဲလာဝင်มาဖြစ်တဲ့ဒီရှိမှတခါလဲချိန်ထားပေးပြီးသားဒီရှိကရောက်သွားပြီဆိုလို့ရှိရင်ပချင်းနဲ့ဆေးဆိုတဲ့ရှိကိုတွားလိုက်မယ်ဒီဘက်ကကြတော့ပိုင်ဘောခေါ်လာတာပိုင်ဘောခေါ်လာတာကကျွန်တော်ကျွန်တော်ရှိမှဗီဒီယိုလေးတစ်ခုလုပ်ပေးပြီးသွားပြီးတော့ပိုင်ဘောနဲ့တစ်ချက်အဲ့ဒါလေးတစ်ချက်တော့ကြည့်ရပါဓမ္မကြတော့ found response ကနေတွားပြီးတော့မှပိုင်ဘောခေါ်လာတာ ပိုင်ပေါ်ကကြတော့ found response ကိုနောက်မှသူက data တွေမပါဘူး။ဘာကြောင့်လဲဆိုတော့ကျွန်တော်တို့ဒီ found response ကိုလာပြီးတော့ Google Sheet နဲ့ဒီကောင်နဲ့ link ချိတ်လိုက်ပြီးဆိုတာနဲ့အရင်ဘာလာပေါ်လဲဆိုတော့ဒီကောင်က table အနေနဲ့လာပေါ်တာ။အဲ့ဒါကြောင့်မလို့ဒီမှာ transaction တွေဘလောက်ပဲသွင်းသွင်းဒီဘက်မှာ rate ပေးနေကြမလို့ဒီမှာတခါလဲ table အနေနဲ့ data ဝင်တာဖြစ်တဲ့အတွက်ကြောင့်မလို့ data ဝင်ပြီးသားဖြစ်သွားပါလိမ့်မယ်။အော် row တွေမှာဆိုလို့ရှိရင်တော့ကျွန်တော်ကအယောင်စင်းရင် away အယောင်စင်း away စင်းထည့်ထားတဲ့ time stamp ထည့်တယ်၊ phone user ထည့်တယ်၊ခုနက Google Form နဲ့တင်ခဲ့တဲ့ data တွေကိုပဲထည့်ထားတာ။ တော့က model ထည့်ထားတယ်တူလောင်မှုထည့်ထားတယ်အယောင်ထည့်တယ်အခြေအနေထည့်တယ်ပါဝင်ပစ္စည်းထည့်တယ်အဲ့ဒါတွေအကုန်လုံးရိုးမှထည့်တာအဲ့တော့ဘာဟန်ကကြတော့တန်ဖိုးမှကြတော့မှအရေးအတွက်ကဈေးနှုန်းရဲ့ငွေပမာဏကြီးက၃မျိုးသွားထည့်ရတာတန်ဖိုးမှဒါပေမဲ့ကျွန်တော်ဒီအဝယ်စည်းရင်းတည်တံပဲလိုချင်တာဖြစ်တဲ့အတွက်ကြောင့်မလို့ filter သွားထောက်ထားတယ်အယောင်စင်းရမယူအဝယ်ပဲယူတယ်။ထုံလေးတူတာပဲကျွန်တော်ဒီဒီဘက်မှာအယောင်စင်းကိုလည်းဒီပုံစံတိုင်းပဲတီးပဲပေါ်လိုက်တယ်။အဝယ်စင်းမပါဘူး။သူစီမှာ အယောင်စင်းမဲ့ပါတယ်။အယောင်စင်းမဲ့ပါတယ်။ဒီမှာအဝယ်စင်းမဲ့ပါတယ်ပေါ့နော်။ Okay ဒီလိုမျိုးလေးကျွန်တော်တို့တစ်ချက် data ကိုလောက်ထားခဲ့လိုက်တာဖြစ်တယ်။အဲ့တော့ကြောင့်မို့လို့အယောင်စင်းမဲ့ဖြစ်ဖြစ်အဝယ်စင်းမဲ့ဖြစ်ဖြစ်ဒီမှာတစ်ခါလဲတန်းပြီးတွေ့နေရမှာဖြစ်တယ်ပေါ့နော်။ကျွန်တော်ခုနက iPhone SE 2022ကိုရောင်းခဲ့လိုက်တယ်။64အနီရောင်အသင်းကျိုးတွေပါတယ်9သိန်းနဲ့3သောင်း9သိန်းနဲ့3သောင်းတခါတည်းအယောင်စင်တန်းဝင်ပြီးသားဖြစ်တယ်ဘောကဲဖောင်မှာတော့တခုရှိတာကကျွန်တော်တို့လက်ရှိသူ့မှာရှိတဲ့အမျိုးအစားတိုင်းပဲတည်တည်ချာချာထည့်ပြီးပြီ ဘာမှသိပူကြမလို့ data နဲ့ပတ်သက်ပြီးတော့တော့ stock ကကြတော့ကျွန်တော်နောက်ဆုံး finalize data ထုတ်မှာဒီ account ကို finalize data ထုတ်ချင်တဲ့အတွက်ကြောင့်မလို့ဘာလို့ ਆ လဲဆိုတော့ကျွန်တော်က code id တွေပြန်ရေးတယ် code id ကိုဘာနဲ့ရေးလဲဆိုလို့ရှိရင်ဒီ found data ကိုနောက်တစ် sheet တစ်ခုမှာ query နဲ့ land swap လိုက်တယ် query formula ရိုးရိုးလေးပဲညီမချင်း query ဘယ် data လဲဆိုလို့ရှိရင် from response run ဘယ်ရလဲ a ရနေ n ထိဒီမှာ found response run ဒီတိကောက်ဒီကျွန်တော်တို့ကိုယ်ခဲပေါင်ကနေတန်းဝင်လာတဲ့ data ဝင်နေကောင်အဲ့ဒီဝင်နေကောင်ကနေပြီးတော့မှကွာဒီနဲ့လမ်းဆွဲလိုက်တာလမ်းဆွဲလိုက်တာဖြစ်တဲ့အတွက်ကြောင့်မလို့ခုဘက်မှာ data ဝင်တာနဲ့ဝင်သမျှအကုန်လုံးဒီမှာလာဝင်မယ်ဘာကြောင့်ဒီ step ကိုလုပ်ရလဲဆိုတော့ကျွန်တော်တို့ကပုံမှန်ဒီ form ပါပဲသွားပြီးတော့ formula ရေးလိုက်တဲ့ဆိုလို့ရှိရင်အကြောင်းအရာမျိုးမျိုးကြောင့်သွားပြင်နေရလို့ဘာလို့ဆို form မှာမှားသွားနိုင်တယ်။ဘယ်တော့မှ form ကိုမပြင်ဘူးအဲ့ form ကိုပြင် lock up formula တစ်ခုပြန်ရေးတယ်။ဒီတိုင်းသွားပြီးတော့ဒီ form မျိုးစပေါ်မူတည်ပြီးတော့တော့မှကျွန်တော်တို့က brand တွေဆွဲထုတ်ဖို့လိုတယ်ပေါ့နော်။ array formula နဲ့တုံးလိုက်တယ်။အဲ့ဒီမှာ form မျိုးစရဲ့ ဖုန်းမော်ဒယ်ရယ်ဖုန်းမှာရှိတဲ့ gig ရယ်ဖုန်းမှာရှိတဲ့အရာအဲ့ဒါတွေအကုန်လုံးပေါ်မူတည်ပြီးတော့မှဈေးနှုန်းတစ်ခုချင်းစီကိုကျွန်တော်တို့ပြန်ဆွဲထုတ်ထားလိုက်တယ်အဲ့ဒါမှာ code ID သဘောမျိုးနေနဲ့ဒီကောင်ကိုခေါ်ပြီးသုံးလိုက်တယ်ဒါကတော့ကျွန်တော်တို့က DD တန်ဆက်လေးမှာဒါလေးပဲလုပ်လိုက်တာပြီးတော့ပြီဆိုတော့မှကျွန်တော် DD တန်ဆက်ပေါ်မူတည်ပြီးတော့မှနောက်ဆုံး finalize stock sheet ကိုတော်လုပ်လိုက်တယ် stock sheet ကိုကျွန်တော်တို့ခုနကစင်သုံးမှာပြောခဲ့တယ်ခုမှရှိတဲ့ legend data ပဲလိုချင်တယ်အဝယ်စင်းကနေပြီးတော့မှအယောင်စင်းကိုနှုတ်လိုက်မယ်ဆိုလို့ကျွန်တော် legend data ရတယ်တကယ်ကျတဲ့ကောင်းပြင်တွေအကုန်ကောက်တယ်ပြလိုက်တယ် ။ဒါဆိုလို့ရှိရင်ကျွန်တော်လိုချင်တာ code ID လိုချင်တယ်။ code ID ကကျတော့ဘယ်ကနေတွက်ပြန်ယူလိုက်လဲဆိုတော့ unit value unit လောက်လိုက်တဲ့ unit နှစ်ခုပေါင်းရင်နှစ်ခုရှိရင်လည်းတစ်ခုပဲပဲသုံးခုရှိရင်လည်းတစ်ခုပဲဒါတိတိကျကျပါတော့ဥပမာ code ID မှာ10ခုလောက်ရှိတယ်ဆိုလို့ရှိရင်လည်းအမျိုးအစားအတူတူပဲဆိုလို့ရှိရင်တစ်ခုပဲပဲလေ code ID မှာ9ခုလောက်ရှိတယ်ဆိုလို့ရှိရင်လည်းအမျိုးအစားအတူတူအနေနဲ့တစ်ခုပဲပဲလေအဲ့လိုမျိုးအနေနဲ့ကျွန်တော်တို့က unit ယူတယ်လို့ခေါ်တယ် unit ညီမချင်း unit value နဲ့ဘယ်ရသွားယူလဲဆိုတော့ဒီကျွန်တော်တို့က form ကိုသွားမထည့်တော့ဘူး database ကနေသွားယူတယ် database ကနေပြီးတော့ဒီ code id ကနေပြီးတော့မှဒီ data ပေါ်မှာ unit value ယူလိုက်တယ်အဲ့ဒီပုံမူတည်ပြီးတော့မှနောက်မှ form မျိုးစားတွေ model တွေအကုန်လုံးကိုကျွန်တော်တို့က hlookup function နဲ့နောက်တစ်ခါ fitter တွေနဲ့ပြန်ခွဲထုတ်ပြီးတော့အကုန်လာကတ်တယ်ဘာဖြစ်လို့လဲဆိုတော့ကျွန်တော် form မျိုးစားရှိရမှဒီအယောင်စင်းကိုမလိုချင်ဘူးငါအဝယ်စင်းပဲလိုချင်တာအဲ့လိုကြောင့်မလို့ဒီဘက်မှာ hlookup လည်းသုံးထားတယ်အဲ့ဒီထဲမှာပုံမှာကျွန်တော် fitter ပြန်ထည့်ထားတယ် Twitter အနေနဲ့ငါအဝယ်စီရင်ကိုပဲလိုချင်တယ်ဆိုပြီးတော့မှ Fitter နဲ့ပြန်ခံတာလေပြီးတော့တော့အောက်မှာ formula တွေထပ်ပြီးသုံးကျင်တယ်ဒါပေမဲ့အောက်ပိုင်းမှာကျတော့ formula တွေမပေါ်စေချင်တာဖြစ်တဲ့အတွက်ကြောင့်မလို့ F နဲ့ပြန်ကောက်တာလေကိုကဒီ formula အကြောင်းကိုတည်တည်ဆဆမသိဘူးဆိုလို့ရှိရင်ကျွန်မနိုင်နေသွားပြီးတော့မှဒီ formula copy ပေးချပြီးတော့ mail လိုက် ဲ့ဒီမှာ formula တွေအကုန်လုံးကိုသူဘယ်လိုမျိုးလုပ်လို့ရမှာဆိုပြီးတော့မှဒီ formula ဘာကြောင့်ဘာကိုသုံးတာပါဆိုပြီးတော့တစ်ခါလေးပြောပေးလိမ့်ဒီ formula တွေလို့အောက်ပြီးသွားတဲ့အခါမှာကျတော့ကျွန်တော်တို့ကဘာလိုချင်လဲဆိုတော့အရေအတွက်ကိုကျတော့ formula နဲ့သွားဆွဲလို့မရဘာလို့သွားဆွဲလို့မရလဲဆိုတော့ကျွန်တော်တို့ကအရေအတွက်ကို formula နဲ့သွားဆွဲလိုက်တဲ့အခါမှာကျတော့ရှင်ဒီ brand ပေါ်မှာဟိုဘက်မှာငါးချောင်းလောက်ရှိတယ်ဆိုလို့ရှင်ငါးချောင်းလောက်ကိုမပေါ်တော့ဘူးတစ်ချောင်းပဲလာပေါ့အဲ့တော့အောက်ကလေးချောင်းပျောက်သွားအဲ့လိုမျိုးဖြစ်လို့မရလို့ဘာနဲ့ပြန်အောင်လဲဆိုတော့ကျွန်တော်ရှိမှသုံးခဲ့တဲ့ sin if formula နဲ့ပဲပြန်သုံးတာလေ sin if ကိုတော့ဒီဘက်မှာ sin if နဲ့သုံးရင် အဆင်မပြေဘူးဘာဖြစ်လို့လဲဆိုတော့ကျွန်တော် condition ကနှစ်ခုနှစ်ခုဆိုတာ data လဲပေါင်းရှင်တယ်အဲ့ဒီထဲက data ကိုမှမဘာပဲလိုချင်တာလဲဆိုတော့ aware data ကိုပဲလိုချင်တာအယောင် data မလိုချင်ဘူးဆိုတော့ sun if ကို s နဲ့သုံးပြီးတော့မှ condition နှစ်ခုဖြစ်တဲ့ဒီရှိရ data နဲ့ kait ကြီးတဲ့ data တွေအကုန်လုံးကိုငါ့ကိုတွက်ပေါင်းပြီးငါ့ကို aware စရင်ရှိတဲ့ကောင်ကိုပဲပေးဆိုပြီးတော့မှ sun if နဲ့ဆွဲယူလိုက်တာ နောက်တို့ချင်းအရေးတွဲရအရေးတွဲရပြီးသွားပြီဆိုတော့မှနောက်အဝယ်စင်းလုံးတည်လဲဒီတိုင်းပဲအဝယ်စင်းလုံးကိုသွားဆွဲယူလိုက်တယ်နောက်တစ်ခုကကြတော့ငွေပမာဏတူတယ်ကိုလည်းဒီတိုင်းပဲသွားဆွဲယူလိုက်တယ်အဲဒါဆိုတော့ကျွန်တော်တို့ကဘာတွေရလာပြီလဲဆိုတော့အယောင်စင်းဖယ်ပြီးတာအဝယ်စင်းတွေရလာပြီပေါ့နော် ။ဒါမှသူလို့ကျွန်တော်ကိုဖုန်းမျိုးစားနှလုံးဆိုလို့ရှိရင်လည်းနှလုံးမျိုးစုံသာအတွက်တခါတဲ့စည်ရင်အကုန်လုံးရရှိလာတာပဲဖြစ်ပါတယ်။ရှိမှအရေးအတွက်နဲ့ quality နဲ့မျှော်ရင်ဒါ total cash ဖြစ်တဲ့အတွက်ကြောင့်မလို့ total cash ငွေပမာဏအားလုံးမောင်းတော့ဘလောက်ဆိုပြီးကြတော့မှဒီဘက်မှာငွေပမာဏအနေနဲ့တွက်ထားပေးခဲ့တာဒါတော့ဟိုဘက်ကပါလာတဲ့ data တော့မဟုတ်ဘူးပေါ့နော်။ store list တစ်ခုရလာပြီ။ဝယ်လည်းပတ်သက်ပြီးတော့မှကျွန်တော်တို့မှအရေးအတွက်လည်းရပြီ။အဲဈေးနှုန်းလည်းရပြီ။အဲ့ဈေးနှုန်းပေါ်မှာကျွန်တော်တို့က total လည်းရ။အဲ့လို total ရသွားပြီဆိုတော့ကျွန်တော်တို့ကဘာထပ်လိုချင်လဲဆိုလို့ရှိရင် အဝယ်ရပြီဆိုတော့ကျွန်တော်တို့အယောင်ရမယ်အဝယ်တွေကနေပြီးတော့အယောင်ကိုနှုတ်မှာကျွန်တော်စီမှာလက်ကြံကြံမှာအဲ့အတွက်ကြောင့်မို့လို့ကျွန်တော်လက်ကြံ data လိုချင်တယ်အယောင်စရင်းတွေအကုန်လုံးတွက်ပြန်ဆွဲထုတ်တယ်ဟိုဒီ data base တွေကနေပြီးတော့အယောင်စရင်းတွေအကုန်တွက်ပြန်ဆွဲထုတ်တယ်အယောင်စရင်းတွေ data အကုန်လုံးတွက်ဆွဲထုတ်တဲ့အခါကျတော့ဒီအယောင်အရေးအတွက်ကိုလည်းဒီတိုင်းပဲခုနကတော့ အဝယ်စင်း data ကိုပဲတီးတဲ့ sun fs နဲ့တော့ခွဲပြီးထုတ်တဲ့ချိန်မှာဒီမှာတော့အဲ့အယောင် data ကို sun fs နဲ့ပဲတော့ခွဲပြီးထုတ်လိုက်အယောင်စင်းလုံးရတယ်အယောင်ယူတယ်ဒီတိုင်းပဲ sun f နဲ့ formula တခုချင်းတွေထုတ်လိုက်တယ်အဲအရေးအတွက်ထဲရနေပြီးတော့အယောင်ကိုနှုတ်လိုက်ရင်ကျွန်တော်တို့ကလက်ကျန်အရေးတွေရသွားတယ်အမြန်တွတ်တာကြတော့ကျွန်တော်တို့ကပုံမှန်တိုင်းအမြန်ကိုတွတ်မယ်ဆိုလို့ရှိရင်အဝယ်စင်းလုံးတွေကိုဘယ်ရတော့နှုတ်ရမလဲဆိုလို့ရှိရင်အယောင်စင်းလုံးတွေကအယောင်ရတဲ့အယောင်ထဲရနေပြီးတော့အနှုတ် အဝယ်စင်းလုံးဆိုလို့ရှိရင်ကျွန်တော်အမြက်ရတယ်ပေါ့နော်အဲ့အတွက်ကြောင့်မလို့ဒါပေမဲ့ဒီမှာတော့သူပုံမှန်တိုင်းလုံးလုံးမရဘာဖြစ်လို့လဲဆိုတော့ကျွန်တော်ဖုန်းနှလုံးလောက်ကိုတပြိုင်တည်းဝယ်တယ်ဆိုလို့ရှိရင်အရေးအတွက်မှာဒီဘက်မှာနှစ်တူပါလို့ဆိုပြီးတော့ပေါ်တာလေနှစ်တူသုံးလို့ဆိုပြီးပေါ်တာဒီဘက်မှာကျတော့ဒီနှစ်သုံးတူတွေကနေပြီးတော့တော့မှာရောင်းထွက်သွားတာတစ်လုံးပဲလိုက်ဖြစ်နိုင်တယ် အဲ့လိုမျိုး condition ဖြစ်တဲ့အတွက်ကြောင့်မလို့ဘာလို့ ਆ လဲဆိုတော့ K2 မှာ0ပေါ့နော်။ရောင်းတဲ့အရေအတွက်မရှိဘူးဆိုလို့ရှင်တော့ blank ဘာမှမပေါ်ဘူး။တမန်ဆိုလို့ရှင်ဒီကောင်လေးမပေါ်ဘူး။အဲ့တော့ရောင်းတဲ့အရေအတွက်ကရှိသွားမယ်။ဥပမာ0မဟုတ်ဘူးဆိုလို့ရှင်သူကဘာပြန်လောက်လာလဲဆိုလို့ရှင် K2 ဖြစ်တဲ့အရေအတွက်နဲ့နောက်တစ်ခါ L2 ဖြစ်တဲ့အရောင်းစင်းလုံးနဲ့မြောက်။အရောင်းစင်းလုံးကကျတော့ဒီဘက်က C transaction ကပါပြီးသားဖြစ်တဲ့အတွက်ကြောင့်မလို့ရောင်းစင်းလုံးနဲ့မြောက်အနှုန်း K2 အရေအတွက်ကနောက်တစ်ခါအမြောက်ပါလို့လဲဆိုတော့အမျိုးအစား i2 i ဒီဘက်က i ကိုဘာနဲ့စားစားတာလဲဆိုတော့ hae တွက်နဲ့စားတာလေပစ္စည်း၃ခုရှိတယ်ပတ်စံ၃တင်ဒါဆိုလို့ရှိရင်ပစ္စည်း၁မျိုးတွက်တသိန်းပေါ့ဒါအဲ့လိုမျိုးတွက်ထားလိုက်တာပေါ့နော် every တွက်လိုက်တာအဲ့ဒါမှသာလေကျွန်တော်တို့ကဟိုဒါနောက်ပိုင်းဒီမှာ calculation ပြန်ပြီးစက်နေကြမလို့တော့ပစ္စည်း amount total amount ကိုမူတည်ပြီးတော့မှ hae တွက်နဲ့ပြန်စားတော့ every ပတ်စံရတာလေအဲ့ဒီပတ်စံပေါ်မှာ every ပတ်စံပေါ်မှာကျွန်တော်တို့ကအမြတ်ငွေပြန်တွက်လိုက်ရမယ်အဲ့ဒါဆိုလို့ရှိရင်ဒီပစ္စည်း၃မျိုးလုံးကဥပမာဒီ၁မျိုးကတော့ဈေးနှုန်းကျနေတဲ့အချိန်မှာတသိန်းနဲ့ နောက်တစ်မျိုးနောက်တစ်မျိုးကြတော့ဇင်းတက်တဲ့အချိန်မှာနှစ်သိန်းနဲ့ဆိုလို့ရှိရင်အမြင့်ကိုရသူ့ဘာသာသူ auto တွက်ပြီးသားဖြစ်သွားပါလိမ့်။ဒါဆိုရင်ကျွန်တော်တို့က distort data ရပါပါပြီ။ distort data ရတယ်ဆိုလို့ရှိရင်လည်းကျွန်တော်တို့ဘာမှစိတ်ပူစရာမလိုဘူး။ distort data မှာ AI ကိုသွားပြီးတော့မှ dashboard form format တော့တောင်းတယ်ပေါ့နော်။ dashboard format တော့တောင်းတဲ့အခါမှာကျတော့ download လုပ်လိုက်တယ်။ဘာနဲ့လုပ်လဲဆိုတော့ PDF file နဲ့ download ဆိုရလိုက်။ဒါလည်းရှေ့ရ video မှာကျွန်တော်တခါတည်းပြောပြပြီးသွားပါပြီ။အော် PDF file နဲ့သွားပြီး download လုပ်လိုက်တယ်။နောက်ရှိတစ်ခုအနေနဲ့ အာကျွန်တော်ထပ်ပေးလိုက်တယ်ဘာ based on the data ဆိုပြီးတော့တော့မှဖုန်းဆိုင်အနေနဲ့ပေးလိုက်တယ်သူဒီလိုမျိုးလာပေးတယ်ထပ်မပြေသေးတော့ထပ်တောင်းတယ်ဒီဖုန်း design မျိုးလေးပေးတယ်ဒီ data ပေါ်မှာ analyze လုပ်ပြီးတော့ဖုန်း UI design လေးပေးတယ်ကျွန်တော်ကိုဒီဖုန်း UI design လေးလာပေးတယ်အဲ့ design ပေါ်မူတည်ပြီးတော့မှလည်းကျွန်တော်ခုနက dashboard ရီဆော့သွားတာဖြစ်တဲ့ dashboard sheet နောက်တစ်ခုထပ်ဖွင့်လိုက်တယ်အဲ dashboard sheet ဒီဘက်မှာဒီပုံစံလေးဒီဆောက်လိုက်တယ် for inventory list and sales ဆိုပြီးတော့တော့ဆောက်တယ်အော်ဒီ score card တွေကို ယူတဲ့အခါမှာတော့ insert ထဲကနေပြီးတော့ပဲ ချက်ကိုသွားဆွဲယူပြီးတော့လုထားတာပဲဖြစ်ပါတယ်။နောက်တစ်ချက်ကကြတော့ဒီဘက်မှာအောက်ကပင်ဘော့တီဗယ်ဒီ craft တွေအကုန်လုံးဆော့ပြီးတော့မှ inventory list ကိုတစ်ခါလေးရရှိသွားတာပဲဖြစ်ပါတယ်။ဒါဒီလိုပုံစံမျိုးနေနဲ့ပဲကျွန်တော်အရှိကဗီဒီယိုတွေမှာအသုံးပြုခဲ့တဲ့အတိုင်းပဲအကုန်လုံးရယူပြီးတော့တိဆောက်သွားတာပဲဖြစ်ပါတယ်။ဒါနောက်ဆုံးသူ့အနေနဲ့အစမှဆုံးအလုံးမျိုးအလုံးလုံးသွားမှတော့ Google Cloud ထဲကနေပြီးတော့ပဲ data ကိုတွန်းလိုက်တယ် ဟိုဘက်ပေါင်းတဲ့ data သွင်းလိုက်တာနဲ့တင်ဒီဘက်မှာ automation တွက်ချက်မှုတွေအကုန်လုပ်သွားမယ်ကွန်ပျူတာနေရာမှာဖုန်းအနေနဲ့တခါတဲ့လာပြီးတော့ဒီတဲမှာတွက်ချက်မှုတွေအကုန်လုံးလုပ်ဒီဖုန်းအနေနဲ့တခါတဲ့ကြည့်တယ်ဖုန်းပုံမှာတစ်ချက်ကြည့်လိုက်မယ်ဆိုလို့ရှင်ခင်မှာပစ္စည်းလက်ကျန်ဘယ်လောက်ရှိနေလဲဆိုတာလည်းတန်းပြီးသိနိုင်တယ်နောက်တစ်ခုကအမြတ်ဘယ်လောက်ထိငါရလွားပြီဆိုတာလည်းတန်းသိနိုင်တယ်ဒါတွေကုန်းတော့ကိုယ်အနေနဲ့ manual စာရွက်ကြီးချ calculator အချာပြီးတွက်နေတဲ့တခုမှမလိုဒီကိုကဲဖောင်မှာ transaction လေးတစ်ချောင်းသွင်းလိုက်တာနဲ့ဒီနောက်မှာတွက်ချက်မှုတွေအကုန်လုံးတစ်ခါလည်းပြီးသွားမှာပဲဖြစ်တယ်ပေါ့နော် ဂျမနိုင်းကုတ်ခဲရှိကုတ်ခဲဖောင်တွေကိုမိတ်ဆွေလိုအပ်ချက်တွေဘယ်လိုမျိုးနေရာတွေမှာထည့်သွင်းအသုံးပြုရမလဲဆိုတာကိုသိရှိသွားနိုင်မယ်လို့မျှော်လင့်ပါတယ်။ AI video နဲ့မိတ်ဆွေတို့အကျိုးရှိတဲ့ video တွေအကုန်လုံးကိုအပတ်စဉ်တင်ဆက်ပေးနေတာဖြစ်လို့ channel ကို subscribe လုပ်သွားပေးပါဦး။နောက် video မှာပြန်လေ့ကြရအောင်။